၎င်းတို့ရဲ့တက်မ33တက်မမှုနဲ့တက်မ99တက်မမှုတို့ကိုယာရုကထုတ်ပယ်ပြီး33တက်မမှုဖြစ်သူကိုနန်းတွင်းစစ်ကြောရေးမှဖမ်းဆီးစစ်ဆေးနေတယ်လို့သိရပါတယ်။တက်မ33တက်မမှုဖြစ်သူဗိုလ်မှူးချုပ်ကျော်ဆက်မြင့်ကိုပြီးခဲ့တဲ့ဇွန်လ၄ရက်နေ့မှာဖားကန့်ဗျူဟာကနေစစ်ရဟတ်ရင်နဲ့လာရောက်ဖမ်းဆီးသွားပြီးမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မပါခကိုပို့ဆောင်စစ်ဆေးကာ အခုနန်းတွင်းစစ်ကြောရေးကိုဖမ်းဆီးခေါ်ဆောင်သွားပြီဖြစ်တယ်လို့တက်တရင်ရင်းမြစ်စီကသိရပါဗယ်။သုံးသုံးတမမှုကိုစစ်ကြောဖို့မန္တလေးနန်းတွင်းပို့တယ်။ကိုကိုတမမှုကိုတော့နေပြည်တော်ထိခေါ်ပြီးစစ်တယ်။နေရီကံဖြူဟာနာကစခန်းအလုံးအသိန်းခံရတဲ့အတွက်အထောင်းခံရမယ်ထင်တယ်လို့တက်တရင်ရင်းမြစ်က ERI Times ကိုပြောပါဗယ်။တမသုံးသုံးတမမှုဗိုလ်မှူးချုပ်ကျော်စန်းမြင့်ဟာ ကျောက်စိမ့်လုံကွက်တွေကိုယာရုတာဝင်နဲ့အာနာအလွဲသုံးစားလုပ်ပြီးကိုကျိုးရှာစီးပွားရေးလှုပ်ဆောင်ခဲ့တာဖားကန့်ကိုစစ်ကောင်စီအင်အား603ပြီးခြိတက်လာမှုမှာအင်အားတရာခန့်သာဖားကန့်ကိုရောက်ရှိလာတာတွေကြောင့်ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်တယ်လို့တပ်တိုင်းဝိုင်းစီကသိရပါတယ်။ဒါ့အပြင်ဗိုလ်မှူးချုပ်ကျော်ဆက်မြင့်ဟာဖားကန့်မှာစီးရေးဆိုးမိုးထားနိုင်တဲ့အောင်သတင်းလိမ်လည်တင်ပြမှုနဲ့စီးပွားရေးခြေလှယ်မှုတွေအတွက် ရာထူးတာဝန်ကဖယ်ရှားထားပြီးအရန်အင်အားကိုပြောင်းရွှေ့ကစစ်ကြောရေးလှုပ်ဆောင်နေတယ်လို့ဆိုပါတယ်။အဲဒီတမ33ဘုံမှုချုပ်ကြော်ဆက်မြင့်နေရာမှာ တမမှုအသည့်ဖြစ်စေဦးစည်းတက္ကသိုလ်ကဘုံမှုကြီးကောင်းမင်းထုတ်ကိုခန့်အပ်ထားပြီးဖားကန့်ပြူအောင်ကိုပို့ဆောင်မယ်လို့လည်းသိရပါတယ်။စစ်ကောင်စီဟာပြီးခဲ့တဲ့2023ကစကိုင်းမြို့ခြေဆိုင်ခြေမြန်တမဌာနချုပ်အမှတ်33တမမှုကိုကိုလွင်ရဲ့နေရာကိုပခုံးကူမြို့ခြေဆိုင်အမှတ်101ခြေမြန်တမဌာနချုပ် ။တမခ1331ကမုံမူကြီးကျော်စမ်းမြင့်နဲ့အစားထိုးခန့်ခဲ့တာဖြစ်ပါတယ်။တမကိုကိုတမမှုဖြစ်သူဗိုလ်မှူးချုပ်တင်မောင်ကျော်ကိုလည်းယာရုကဖယ်ရှားထားပြီးအရန်အင်အားပို့ထားတယ်လို့သိရပါတယ်။လက်ရှိမှာဗရန်တက်နယ်နေရီကန်ပြူဟာရှိကဘာလုံးစခန်းမှာစီရေးစီမံနေတဲ့တမကိုကို တမမှုကိုတာဝါရိုင်းစခန်းကုန်းအသိန်းခံရမှုနဲ့ပတ်သက်ပြီးယာရုကဖယ်ရှားလိုက်တာဖြစ်တယ်လို့သိရပါတယ်။တမကိုကို တမမှုဗိုလ်မှူးချုပ်တင်မောင်ကျော်ကိုစစ်ရှုံးတဲ့အတွက် နေပြည်တော်ကိုခွန်ဆောင်သွားပြီး၎င်းရဲ့နေအားကိုဟာခအခြေချစစ်ဖြူအားမူပုံမှုချုပ်စွန်းဝင်းထွန်းကိုအစားထိုးခန့်အမယ်လို့တပ်သတင်းရင်းမြစ်စီကသိရပါရရှင်